ပါတယ်ဒီမလေးလေးရတဲ့အဲ့လိုမျိုးခလေးတွေကိုမှားစားတယ်ဆိုပြီးပြောတယ်ခလေးရတာအမစားပါဘူးခလေးရတာလုံးဝမှားမစားဘူးကိုတရားရှိရင်တရားရှိမယ်50ရှိရင်50ရှိမယ်ခလေးရတာအဲ့လိုမျိုးမှားမစားဘူးကြောက်မိရယ်ပေါ့စိတ်တန်ရရသွားမှာပဲကြောက်မိတယ်ဟိုမိဘ2000နဲ့ငားစားတယ်လို့အဲ့လိုမျိုးပတ်ဝန်းကျင်ကပြောခဲ့လို့ရှင်တော်ကြီးလာလို့ရှင်စိတ်တန်ရရမှာပဲစိုးရင်မှာဟုတ်ခလေးနဲ့ပတ်သက်ပြီးတော့ မတရားဘူးလို့ခံစားရတယ်ပေါ့နော်အားကြောင့်လို့မခိုင်နှင်းဝယ်ကိုအခုကြီးထက်တောင်းကျင်ပါတယ်ပေါ့ဟုတ်ကိုကတော့ဘာမှန်းလည်းမသိဘူးပေါ့နော်အဲ့လိုမျိုးလက်မှတ်လေးထိုးပေးခဲ့ရတယ်ပေါ့နော်အိုးအိမ်မှာလည်းခလေးတွေကြံခဲ့တယ်ခလေးတွေကလည်းတစ်ဆန်လည်းမပေးခဲ့တော့အိမ်မှာနောက်ဆန်လည်းတင်းနေရတယ်ပေါ့ခလေးတွေလည်းပေါ့နော်ဒီဝယ်ဆယ်သိန်းလေးကိုပေးတယ်ဘာမှန်းတော့မသိဘူးပေါ့နော်အိမ်ကိုယူလာခဲ့တယ်ပေါ့ အမေညီမတပြားမှမတုံးပါဘူးဒီမှာငွေစက်သေးုံလည်းရှိပါတယ်နော်တပြားမှလည်းမတုံးရသေးပါဘူးဟုတ်အကြည့်ပြောပါရှင်။ဒါကတမီးရဲ့အမျိုးသားအောင်ကိုဝင်းမှာ။အိမ်နာသက်73နှစ်ရှိပါတယ်။ခလေးရတော့3ရောက်မွေးလာပါတယ်။ဘိုးရထွန်းကတော့အငယ်ဆုံးပါ။ဆယ်နှစ်လောက်ကအကြီးဆုံးကတော့ဝင်းရွှေစင်။ အလက်ကတော့ဖိုးလာပြီလောကညာသူကကြပန်းလောက်တယ်တမရရဈေးရောင်းတယ်ပေါ့နေ့လောက်တနေ့စားပဲပေါ့ခလေးတွေနဲ့ကိုယ်နဲ့ကြတော့လေဒီလိုပဲရှားလိုက်စားလိုက်ရှားလိုက်စားလိုက်အဲအဲ့လိုမျိုးလေးပဲရှိတယ်ဟာနေတာပေါ့ဟုတ်တယ်လားဘယ်လောက်ပြေးရလဲဘယ်လောက်9000ကျွဲသမီးတို့လည်းရောခလူတော့တာသမီးပထွေးရဲ့အမေပေါ့သမီးပထွေးရဲ့အမေအမေဟောမဆက်ရင်တော့မတော်ဘူးပေါ့မဆက်ရင်တော့မတော်ဘူးပေါ့ သူကဩဒီခလေးလေးကိုအမြဲထိမ့်နေရလားသူနှစ်လသုံးလလောက်ခဲ့ရတာထိမ့်ပြီးတယ်ကွာအမြဲလားပေါ့လားခလေးကိုအမြဲတော့မဟုတ်အဲ့တော့ရရှားရရှားလေးလာထိမ့်ပြီးတယ်အင်းအဲ့ဒီကခလေးကိုခေါ်သွားတာရောသမီးကိုဖွင့်ကောင်းပြီးတော့ခေါ်သွားလားခလေးကိုအိမ်ငယ်ချိန်မှာလာခေါ်သွားတာပေါ့ဒီအိမ်ငယ်ချိန်မှာဇေယောင်းကပြန်လာပြီးတော့အရှင်လည်းအဲ့လိုပဲခလေးကိုခေါ်သွားလားအရှင်ကလည်းအဲ့လိုပဲခေါ်ခေါ်သွားတယ်ပေါ့ကွာ ပတ်တကယ်ချစ်တာလားချစ်တယ်သူသားဝင်စားတယ်ဆိုပြီးတော့ချစ်တယ်ပေါ့မိဘတယောက်နေနေတော့ဘောသားကတော့ထွက်တာပေါ့အဲ့လိုကိုသူ့တော့ဘာမှတော့မပြောဘူးပေါ့ကိုနဲ့သက်ဆိုင်နေကို့မိဘနဲ့သက်ဆိုင်နေဟာပဲသွားပြီးတော့ပြောလိုက်တယ်ပေါ့မိဘရှိရယ်ဆိုတော့လေမိဘကိုသွားအကြောင်းကြားပြီးတော့ပြောလိုက်တာပေါ့ခဏဆိုပြီးတော့လည်းခေါ်သွားတော့သူထိမ့်ပေးမယ်ခလေးကိုအဲ့လိုမျိုးလေးခေါ်ခေါ်သွားတာပေါ့ တချို့ကလည်းညီမလေးရတဲ့အဲ့လိုမျိုးကလေးတွေကိုမှားစားတယ်ဆိုပြီးပြောတယ်။ကလေးကတော့အမစားပါဘူး။ကလေးကတော့လုံးဝမှားမစားဘူး။ကိုတရားရှိရင်တရားကျွေးမယ်50ရှိရင်50ကျွေးမယ်။ကလေးကတော့အဲ့လိုမျိုးမှားမစားဘူး။အဲမင်းကြီးတော့ဟိုကပြောဆိုဘူးပဲကွာ။ကတော့ရန်ရင်တော့သူ့အိမ်ကိုလာကိုယ့်အိမ်ကိုလာအဲ့လိုမျိုးတော့မဟုတ်ဘူးပေါ့။ तू อ่ะအဲ့ကလေးထိန်းပေးတဲ့အချိန်လေးကိုဒီကလေးမွေးပြီးတည်းက तू อ่ะအိမ်ကိုဝင်လိုက်ထွက်လိုက်လုပ်တယ်ပေါ့။ ါလည်းရှိရောအဲ့ဒီဗီဒီယိုတက်တဲ့အချိန်မှာကျတော့ဟိုမိဘကိုမိဘကိုပြောမိတာပေါ့ဒီအန်ဒီရောမပြောလိုက်ဘူး TN ရောမပြောမိဘူးမိဘကအကြောင်းသားကြပြီးတော့ပြောလိုက်တယ်ပါဟုတ်သားလေးရောဟုတ်လားပြန်လာတဲ့အချိန်မှာရောဘလိုလေးတွေသူခံစားနေရတာလေးတွေ့ရတယ်နေခင်းမရတော့သူဆော့တယ်ပေါ့ညဘက်ပိုင်းကျတော့ဟိုဟာလန့်ပြီးတော့ငိုတာမျိုးတို့ဗာမျိုးလည်းရှိတယ်အခုနောက်ပိုင်းကျတော့ဘသူခေါ်ခေါ်သူမလိုက်တော့ဘူးပေါ့နော်ဟိုဟာ ဖယင်နဲ့မအေးတဲ့လွဲလို့ရှိရင်ဘယ်သူမှခေါ်တာတော့မလိုက်တော့သူ့မှလည်းအရင်လိုထိုင်ကုန်မရတော့ဘူးဟုတ်ခလေးကကြောက်နေတဲ့သဘောမျိုးပါဟုတ်စိတ်မကောင်းတော့ဖြစ်ရတယ်ပေါ့ကိုသားသမီးကဒီလိုမျိုးစိတ်တန်ရာရသွားမှမျိုးလို့ဘာမျိုးလို့ဆိုရင်တော့ဟောဖြစ်တယ်ပေါ့အဲ့လိုမျိုးကြောက်မိရယ်ပေါ့စိတ်တန်ရာရသွားမှပဲကြောက်မိတယ်အော်မိဘ2000နဲ့ငှားစားတယ်လို့အဲ့လိုမျိုးပတ်ဝန်းကျင်ကပြောခဲ့တော့ရှင်တော့ကြီးလာလို့ရှင် စိတ်တန်ရာရမှာပဲစိုးရမှာဟုတ် ကတော့ဗာမန်းတော့မသိဘူးပေါ့နော်အဲ့လိုမျိုးလက်မှတ်လေးထိုးပေးခဲ့ရတယ်ပေါ့နော်ဟောအိမ်မှာလည်းခလေးတွေကြံခဲ့တယ်ခလေးတွေကလည်းတစ်ဆန်လည်းမပေးခဲ့တော့အိမ်မှာနောက်ဆန်လည်းတင်းနေရတယ်ပေါ့ခလေးတွေလည်းပေါ့နော်အားကြောင့်မလို့ဗာမန်းမသိပဲနဲ့တော့လက်မှတ်ကလေးထိုးခဲ့ရတယ်ပြီးတော့အပြင်ကတော့ညီမကိုဒီဝယ်ဆယ်သိန်းပေးတယ်ပေါ့နော်ဟာဒီဝယ်ဆယ်သိန်းပေးတယ်ပေါ့နော် ဒီဝယ်ဆယ်သိန်းလေးကိုပေးတယ်ဘာမှတော့မသိဘူးပေါ့နော်အိမ်ကိုယူလာခဲ့တယ်ပေါ့အမေညီမတပြားမှမတုံးပါဘူးဒီမှာဒီဝယ်ဆယ်သိန်းကိုလည်းရှိပါတယ်ပေါ့နော်တပြားမှလည်းမတုံးရသေးပါဘူးဟုတ်စကားပြောခဲ့ရဆိုပြောခဲ့ရတယ်ပေါ့ဟုတ်ကလေးနဲ့ပတ်သက်ပြီးတော့မတရားဘူးလို့ခံစားရတယ်ပေါ့နော်အားကြောင့်လို့မခိုင်နှင်းဝယ်ကိုအခုကြီးထက်တောင်းကျင်ပါတယ်ပေါ့ဟုတ်